ဆိုတော့နောက် work from home အတွက်ပေါ့နော် work from home အတွက်ဆိုတော့ what ပြောင်းလဲပုံလေးတွေစကလုံးပြောင်းလဲပုံလေးတွေကိုလေ့လာထားရင်အဆင်ပြေလိမ့်မယ်ပေါ့နော် work from home အတွက်ဟုတ်ပြီဒါဆိုဆိုတော့ number 1အနေနဲ့ပါလဲဆိုရင် fab မှာ ear ပေါင်းရင် နောင်ရတဲ့စကလုံးတွေပြန်ပြောမယ် fab မှာ ear ပေါင်းလိုက်ရုံနဲ့ဆိုတော့နောင်ဖြစ်သွားတဲ့စကလုံးတွေပေါ့နော် ဒီဘက်ချန်တော့ဆိုတော့တော့50 50ဒီဘက်ချန်တော့တော့နောင်းလေးနောင်းလေးတော့ဒီအကြဆွေဆိုတော့ play p l a y play ဆိုတာကစားသည်အဲ့ play မှာဆိုတော့နောက်က er ပေါင်းလိုက်မယ် er ပေါင်းလိုက်လို့ရှိရင် player လို့ဖြစ်သွားမယ်ကစားသမားနောင်းဖြစ်သွားတယ်နောင်းပေါ့လူနောင်းရတယ်ပေါ့နော်နောက်တော့ sync S I N G sync အရှင်းဆိုသည်ဒီမှာလဲ ER ပေါင်းလိုက်တော့ singer အဆိုတော့နောက်ဖြစ်သွားတယ် write စာရေးသည် writer စာရေးဆရာ read စာဖတ်သည် reader စာဖတ်သည် teach သင်ပြသည် teacher ဆရာဆရာမ make ပြုလုပ်သည် maker ပြုလုပ်သည် drive မောင်းနေသည် driver ကားဆရာ out စတင်တည်ထောင်သည် founder စတင်တည်ထောင်သူ sell ရောင်းသည် seller ရောင်းသည်အဲဒီကနေပြီးတော့ဆိုတော့ဒီထိရတော့ဒါ ear တန်ပေါင်းလိုက်ရုံနဲ့ရတယ်နောင်လေးပေါ့နော် ear နောက်ကတန်ပြီးတော့ပေါင်းလိုက်ရုံနဲ့နောင်လေးဖြစ်တဲ့စာလုံးလေးပေါ့နောက်တစ်ခါဆိုတော့ swim s w i m swim သူကြတော့ဆိုတော့ ear တန်ပေါင်းလို့မရတော့ဘူးပေါ့နော် နောက်ဆုံးအခရာရဲ့အချိန်မှာကျွန်တော်ပါတွေ့တယ်ဆိုတော့အိုင်အိုင်ဆိုတော့ပါလေဖောင်းရယ်တရနောက်ဆုံးစာလုံးရဲ့အချိန်မှာတရတွေ့လို့ချင်းဆိုတော့နောက်ဆုံးစာလုံးကိုနှလုံးဆင်မိရတယ်ပြီးတော့မှအီယာပေါ့ပေါ့အကြောင်းဆိုတော့ SWIM ဆွင့်ရေကူးသည် SWI MMER ဆွင့်မရေကူးသူဆိုပြီးပြောသွားတယ်နောက်တစ်ခါ begin BGIM begin မှာလည်းအလိုပဲစတင်သည် နောက်ဆုံးအခရာရဲ့ခြေမှာသူတို့အာယုံတွေ့တယ်အိုင်းဒီဖော်ဝဲတရတရဖြစ်တဲ့တွေ့ဆိုတော့နောက်ဆုံးဆာလုံးရဲ့ခြေမှာတရတွေ့ရင်နောက်ဆုံးဆာလုံးကိုနှလုံးဆင်ပြီးရတယ်ပကင်းတော့ BEGIN ပကင်းစတင်ပြီး BEGINNER ပကင်းတော့နှလုံးဆင်ပြီးပြီးကောင်မှ ER ပေါ့ပဲစတင်သူဖြစ်သွားပဲပေါ့နော်နောက်ဖြစ်သွားမယ် DINNE ညစာသူမှာတော့ဆိုတော့အလဲက အံကိုဆိုတော့နှလုံးစင်ရေးပြီးတော့မှနောက်ဆုံးမှအာလေးပေါင်းလိုက်ပေါ့နော်အာလေးပေါင်းလိုက်တင်းတော့သူကကျတော့လူမဟုတ်တော့ဘူးညာစာလူမဟုတ်တော့ဘူးပေါ့နော်လူမဟုတ်တဲ့အရာဖြစ်သွားတယ်ဒါက bait ဆောက်လုပ်ပြီးဒါလည်းဆိုတော့ဤရတန်မောလိုက်ပဲဆောက်လုပ်ပြီးဆိုပြီးတော့နောက်ဖြစ်သွားမယ်ပေါ့နော်